ဘုရားဘာသာနဲ့တခြားဘာသာအဓိကကွာခြားချက်ကလူဘာကြောင့်ဖြစ်ရတယ်လဲ၊ကမာကြီးဘာကြောင့်ရှိနေရတယ်လဲဆိုတာတွေကိုတချို့ကဘလို့ဖြေထုတ်တော့ဆိုတကူရှင်ကြီးဖြန်းစင်းလို့ဆိုတယ်အကြောင်းကိုသူရှားတယ်မှန်ပါဗျာတကူရှင်ကဖြန်းစင်းတယ်ဆိုအဲ့ဒါကိုရှင်းတော့လေအိတ်တရနေမနဝါရလို့ခေါ်တယ်မှန်ပါဗျာအိတ်တရဆိုတာကမာကြီးကိုစိုးမိုးအုပ်ချုပ်နိုင်တဲ့တကူရှင်ကြီးကနေမနသူ့စိတ်တိုင်းကဖြန်းစင်းလိုက်တယ်မှန်ပါဗျာ ဖန်ဆင်းလိုက်လို့လူတွေနဲ့တက်ရှိတက်မဲ့အရာတွေကပေါ်ထွန်းလာတယ်လို့သူတို့ယူဆတယ်။မှန်ပါဗျာ။အဲ့ဒါအကြောင်းရှာတာပဲဖြစ်တယ်။မှန်ပါဗျာ။နောက်တစ်ခုကဒါတွေက accident တဲ့အကြောင်းမရှိဘဲနဲ့သူကသူဖြစ်လာတာပါလို့ဖန်ဆင်းရှင်ဝါဒကိုလက်ခံတဲ့ပုဂ္ဂိုလ်တွေကအကြောင်းမဲ့ဝါဒပဲဆိုပြီးအဟိတုကဝါဒဆိုတာအကြောင်းရှာတော့အဲ့ဒီကလည်းဘာသာတစ်ခုဖြစ်လာတယ် နောက်တစ်ခုကတော့အတိတ်ကိုပုံချတယ်ခုနပုပ္ပိကတာဟိတုဝါဒဆိုပေါ်လာတယ်။ဘာပဲဖြစ်ဖြစ်အတိတ်ကလုတ်ခဲလို့ဖြစ်တာဆိုပြီးတော့အတိတ်ကိုပုံချတယ်ဝါဒလည်းပဲအကြောင်းရှာတာပဲဖြစ်တယ်။တခြားဘာသာတွေကအဲ့ဒီ၃မျိုးတည်းကတစ်မျိုးမျိုးကိုအကြောင်းရှာကြတယ်။ဘုရားဘာသာကဘာကိုအကြောင်းရှာတော့ဆိုတာကံနဲ့ကိလေသာပေါင်းစပ်လို့တောကကြီးကဖြစ်ထွန်းလာတယ်။အဲ့တော့ ဘုရားရဲ့အယူဆဟိုတယ်ဟောပြောချက်အရာဆိုလို့ရှိရင်အဓိကအကြောင်းရင်းကကံနဲ့ကိလေသာမှန်ပါဗျာထိုကံနဲ့ကိလေသာအပြင်မှာရုပ်ကိုဖြစ်စေတတ်တဲ့ကံစိတ်ဥတုအာဟာရဆိုတဲ့အကြောင်း၄မျိုးမှန်ပါဗျာနန္တရားကိုဖြစ်စေတတ်တဲ့အာယုန်နဲ့ဝဋ်ထုစားတဲ့အကြောင်းတရားတွေအမျိုးမျိုးမှန်ပါပဋ္ဌာန်း၂၄ပစ္စည်းမှာဆိုရင်အကြောင်းပေါင်း၂၄မျိုး ပရိသတ်သမုပ္ပါဒ်မှာဆိုရင်အကြောင်းအကျိုးတွေကိုမြတ်စွာဘုရား12မျိုးထီအောင်သကလုံးသုံးပြပြီးတော့ခေါ်ပြထားတယ်။အဲ့ဒီအကြောင်းတရားရှာတဲ့အပေါ်မှာအဓိကကွယ်ပြားခြားနိုင်ကြတယ်။အဲ့ဒီအကြောင်းတရားရှာသည်ရှာတဲ့နေရာမှာဘယ်ဟာကြောင့်ဘာကြောင့်ဖြစ်တယ်လို့ဆိုတဲ့နေရာဒီအကြောင်းရှာတဲ့နေရာအဓိကကွာခြားပြီးတော့ကွာခြားပုံကတော့ဘုရားကဣဒ္ဓရနေမနာသာဝရဘုရား တကူရှင်ဖာစင်တို့ဖြစ်တယ်ဆိုတဲ့အချက်ကိုလည်းလက်မခံဘူးပြောစရာတွေဝေဖန်စရာတွေအများကြီးရှိတယ်အကြောင်းမဲ့ဖြစ်တယ်ဆိုတာလည်းလက်မခံဘူးအကြောင်းရှိတယ်အတိတ် အကြောင်းတစ်ခုတည်းကိုပဲပုံချတဲ့ဝါရမျိုးနဲ့လက်မခံဘူးအတိတ်ကအကြောင်းနဲ့ပါမယ်ပစ္စပန်အကြောင်းနဲ့ပါမယ်အဲ့ဒီအကြောင်းတွေကြောင့်သာလင်းတတ္တလောကကြီးနဲ့ဩဃသလောကကြီးလောကကြီးတွေကဖြစ်ထွန်းနေတာလို့မြတ်စွာဘုရားရှင်းပြတယ်အဲ့တော့ အကြောင်းချိုးရှာတာချင်းကြွာချတယ်လို့သူတို့ပြောเนาะ